ဟုတ်ကဲ့ပရိသတ်ကြီးဆန်ဦးဘလော့ကတင်ဆက်တော့မှာဖြစ်တဲ့အတွက်အားပေးကြပါအောင်ရှင်။အုံဆန်ဦးရှင်ဘယ်ပုံပြင်ကိုတင်ဆက်မလို့လဲ။တုံးဆက်နဲ့ပြမင်္ဂလာတရားတော်ပုံပြင်ကိုတင်ဆက်သွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ38ပြမင်္ဂလာတရားတော်များမှယခုတခါတင်ဆက်ပေးမှာကတော့မင်္ဂလာအပိုင်း22ဖြစ်တဲ့ဂါရဝောစယိုသေးထိုက်သူကိုယိုသေးခြင်းဆိုတဲ့ မင်္ဂလာအပိုင်းပဲဖြစ်ပါတယ်ဒီမင်္ဂလာအပိုင်းကိုလည်းအားလုံးနားလည်ရလွယ်အောင် ပုံပြင်ပုံစံတင်ဆက်ပေးမှာမို့အားလုံးပဲကြည့်လိုက်ကြရအောင်ပုံမြင်လေးရဲ့အမိကတော့အလေးစားတန်ဖိုးတားခြင်းလို့အမိပေးထားပါတယ် တခါတုန်းကရွာလေးတရွာမှာမောင်မြင့်သူဆိုတဲ့ကျောင်းသားလေးတယောက်နေထိုင်ခဲ့ပါတယ်။မင်္ဂလာပါ။မင်္ဂလာပါ။မင်္ဂလာပါ။မောင်မြင့်သူဟာငယ်စဉ်ကတည်းကသဘောကောင်းသူလေးလို့လူများကသိကြပေမဲ့အခါတည်းမှာတော့သူ့ရဲ့အမှုချင်းကိုထင်ပေါ်အောင် ပေါ်ပြခြင်းနဲ့စိတ်ကြောင့်ပန်ဝင်းခြင်းကိုဂရုမစိုက်ပဲပြမှုတတ်သူဖြစ်ပါတယ်။ဒီနေ့အကြောင်းမှာစာတင်ခြင်းရောက်တဲ့အခါဆရာကြီးဆရာမများအတန်းတင်းတို့ဝင်လာတဲ့အခါမင်္ဂလာပါဆရာတန်းလုံးမတက်ရက်ပြီးမင်္ဂလာပါဆရာကြီးလို့ရိုသေစွာကာရဝပြုကြပေမဲ့ မောင်မြင့်သူတယောက်ကတော့မတ်တက်မရက်ပဲစာအုပ်ကိုသာဖန်မြဲဖတ်နေခဲ့ပါတယ်။နောက်ကိုဆရာကြီးကပြီးတဲ့အတွက်မောင်မြင့်သူရေဆရာဆရာမတို့ရဲ့အတန်းထဲသို့ဝင်လာတဲ့အခါအလေးမထားပဲဆက်ဖက်နေလို့မသိပါဘူးကွယ်။ယူသေးတဲ့သူကိုမယူသေးခြင်းဟာမင်္ဂလာမဖြစ်ပဲအနာဂတ်ဘဝမှာအကျိုးဆိုးပေါ်စေနိုင်တယ်လို့သုံးမစကားပြောလိုက်ပါတယ်။အဲ့ဒီစကားကြောင့်မောင်မြင့်သူကအလွန်အရှက်တကြီးဖြစ်သွားပြီးခေါင်းငိုး၍ ငြိမ်ထိုင်နေခဲ့ပါတယ်စိတ်ထဲမှာလည်းငါမှသွားတယ်ယူသည်တိုင်းသူကိုယူသည်ရမယ်ဆိုတဲ့စကားတစ်ခုကို မေ့သွားတာပဲဆိုပြီးစဉ်းစားနေခဲ့ပါတယ်မကြမီနောက်တနေ့မှာတော့ယွာတကြီးစီကိုအိမ်တိုင်းအိမ်တိုင်းတွားရောက်ပြီးယွာရဲ့အတာများကိုစီဝေးပြောကြားနေချိန်မှာမောင်မြစ်သူကငယ်တငယ်ချင်းတွေနဲ့ဘောလုံးကစားနေရကနေကျဲလောင်စွာပြီးဆိုလိုက်ပါတယ်ယွာတကြီးကပြောနေစဉ် မောင်မြင့်သူကအော်ဆိုလိုက်တဲ့အတန်ကြောင့်အားလုံးကနားမထောင်ပဲမောင်မြင့်သူဘက်သို့မျက်နာတွေလှည့်သွားခဲ့ကြပါတယ်။ဒွါသူကြီးကသူစကားရပ်တန့်သွားတဲ့အတွေ့မောင်မြင့်သူကိုပြောလိုက်ပါတယ်။လူတယောက်ရဲ့ကာတော့ကိုမတိပဲကြီးလာရင်မျက်စိရှိတော်လဲမမြင်တကဲ့သို့နားရှိတော်လဲမကြားတကဲ့သို့ဖြစ်စေတယ်။မိဘဆရာအသက်ကြီးသူတို့ရဲ့စကားကိုဂယုမဆိုင်အယိုးအသိမလုပ်ရင်ဘဝလမ်းကြောင်းမှာမမှန်တာတွေပြုမိတတ်ပြီး အောင်မြင်ဖို့လဲခက်ခဲသွားနိုင်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီစကားတွေကမောင်မြင့်သူရဲ့စိတ်ထဲကိုညှို့ပြသလိုဖြစ်သွားပြီးသူဟာအမှန်တကယ်စိတ်ပြောင်းလဲလာခဲ့ပါတယ်။မိဘတွေပြောတဲ့စကားကိုအလေးထားနားထောင်ရမယ်။ဆရာသင်တဲ့အချက်တွေကိုစစ်စစ်ကြက်ကြက်လေ့လာရမယ်။အသက်ကြီးသူတွေကိုတွေ့ရင်မျက်လွာချပြီးဂါရဝစကားပြောတတ်ရမယ်ဆိုတာကိုကျင့်သုံးဖို့ဆုံးဖြတ်ချက်ချပြီးလိုက်နာသွားခဲ့ပါတယ်။ယခုလိုပြောင်းလဲမှုကြောင့်သူ့ပေါ် လူကြီးလူငယ်အကုန်လုံးကလည်းအားကြပြီးတော့လေးစားလာကြသလိုသူ့ဘဝမှာလည်းတဖြည်းဖြည်းအောင်မြင်မှုတွေရခဲ့ပါတယ်ခင်ဗျာဒီပုံမြင်လေးရဲ့ရည်ညွှန်းတဲ့သင်ခန်းစာလေးကတော့ဂါရဝဆာဆိုတာမိဘဆရာအသက်ကြီးသူလူသေးထက်သူတို့ကိုအလေးထားယူသေးဖို့ကိုဆိုလိုတာဖြစ်ပြီးအဲ့ဒီသဘောထားရှိသူတိုင်းဘဝလမ်းကြောင်းမှာအမှန်ကိုတွေ့ပြီးအောင်မြင်မှုနဲ့ငြိမ်းချမ်းရေးတွေရှိစေမှာဖြစ်ပါတယ် ထို့ကြောင့်ယိုသေးထက်သူကိုယိုသေးခြင်းဟာကောင်းမြတ်သောမင်္ဂလာဓမ္မဖြစ်စေပြီးအကျိုးရှိဆုံးအကျင့်တရားတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုမမေ့ကြစေရန်ဒီပုံပြလေးနဲ့တင်ပြလိုက်ရပါတယ်ခမညာ